ဒီမှာဆိုရင်လည်းဒါနှစ်ဆန်းတရက်နေ့ရဲ့နိဗ္ဗာန်စီဟိုမှာသူတို့ကကြာဆန်းချက်လှူထားပါတော့ဒီမှာတော့အမျိုးပေါင်းအစားအသောက်က20ကျော်တယ်နေရဆိုလို့ရှိရင်ဒါနေပြီးတော့ပြင်မနာဘက်မှာတအိမ်အောင်ကိုသိန်း20နဲ့ဒါ20နဲ့တအိမ်သိန်း400ကျော်ပေါ့နော်ဒါမင်းဝန်တောင်ကဗမုံကြီးရဲ့အကြောင်းဆောင်ကြီးကလည်းပြိုသွားတယ်အဲ့မှာဆိုလို့ရှိရင်34သိန်းကျော် အဲဒါပြင်မနာမှာပါရှင့်ငါးထောင်ပါဆိုလို့ရှိရင်လည်းထပ်ပြီးဝယ်မယ်မြေအေကားတွေရှိရဲအဲ့မှာလည်းလှူခဲ့ပါတယ်ရှင့်ဒါဒဇန်တွင်းကတော့တောက်လျှောက်ကအလူပဲမြို့သူငလင်ဖြစ်တဲ့ကမြို့သူဆိုင်ကလုံးဝပိတ်ထားတာဘာလုံးမကိုမလုတ်ပဲနဲ့ကိုဆိုင်ပိတ်ပြီးတော့တောက်လျှောက်အလူတွေပဲလှူနေရ ဒါကြောင့်ဆရာလေးခင်မာရန်ဒီစီမှာကြမြတ်တော်သီလရှင်လည်းဝေခဲ့တာဆိုတော့လေအဲ့ရဲ့နောက်ပိုင်းမှာဆရာလေးတို့နဲ့ကအများအလူတွေတူတူလုပ်ဖြစ်တယ်ဒီရေဘေးတွေသွားလူတယ်ဆိုလို့ရှိရင်လည်းမြတ်တို့အတူတူသွားဖြစ်တယ်ဆရာလေးရဲ့မွေးနေ့မှာဆိုရင်လည်းနိဗ္ဗာန်ဈေးကြီးလုပ်တယ်ဆိုရင်လည်းမြတ်တို့လာလူဖြစ်တယ်ပေါ့နော်အဲ့တော့အခုဒီမှာဆိုရင်လည်းဒါနှစ်ဆန်းတရက်နေ့ရဲ့နိဗ္ဗာန်ဈေးကိုမှမြတ်တို့ကကြာဆန်းချက်လူထားပါပေါ့နော်ဒီမှာကတော့အမျိုးပေါင်းအစားအသောက်က20ကျော်တယ်စားသောက်အပြင်ကမှဒီမှာဆက်ပြာမှုန့်နေရောဆန်နေရောအဲ့အဲ့လိုမျိုးပေါ့နော်ပေါင်းစုံပါပဲ ေဘယ်လူပဲလူလူကိုကိုရဲ့တံတားလေးနဲ့ဖြစ်ပြီးတော့မှကိုလုံးနိုင်တဲ့လောက်အားလေးနဲ့လုံးရတဲ့ခါမှာအဘာလေးပဲလူကလူကအကောင်ကတော့ PTR တူတူပါပဲဒီမှာအခုဆိုလို့ရှိရင်မြို့သူတို့ဒါကြတော့အအမြဲတမ်းနေတဲ့ယောဂီတွေလည်းရှိတယ်ပေါ့နော်ပြောကြဖုံဖုံနေလည်းရှိတယ်အခုဒီနေ့ဆိုလို့ရှိရင်တထောင်ကျော်ပါတယ်ယောဂီတွေရောပြီးတော့ရက်ွက်တဲမှာရှိရလူတွေရောဆိုတော့အများကြီးဖြစ်သွားပါဘောဟုတ်ကဲ့အကောင်လုံးစားစမ်းချက်ကနှစ်ကြိမ်လောက်ရှိပြီဟုတ် ီနေ့တည်ချံတွင်းမှာမြို့သူကဟိုဟာအကျိုးနေ့မှာဆိုလို့ရှိရင် ရှင်82တပါးပေါ့နော် ရဟန်းငယ်ရှင်ပြုလုပ်ပေးခဲ့ပါတယ်အဲ့ဒါတွေကကြောက်တချို့အလိုရဝေးရနေရနေပြောမှအာဒါဘယ်လိုပြောမလဲကိုယ်ဝင်ဝစ်ချင်တဲ့ဥစဉ်ဝစ်ချင်တဲ့မတက်နိုင်တဲ့သူတွေလည်းပါတယ်ဝစ်ဖို့အကြောင်းအဆင်မပြေသူတွေလည်းပါတယ်ဆိုတော့လေပြီးအဲအကြောင်းနိုင်ဖို့မို့ရလဲတိတ်ခါတတ်တယ်ပြီးတော့ပြင်တန်ကဆက်တပါးပေါ့နော်ရှင်၈၀တပါးကိုဒါရှင်ပြုလေးလုပ်ပေးခဲ့တယ်ပြီးတော့မနေ့ကဆိုလို့ရှိရင်ဒါနေပြီးတော့ပြင်မနာဘက်မှာတအိမ်အောင်ကို30နဲ့ဒါ20နဲ့တအိမ်300ကျော်ပေါ့နော်အဲ့ဒါရဲ့ပြီးရင်နောက်တစ်ခုကမင်းဝန်တောင်က ဗမုံကြီးရဲ့ចောင်းဆောင်ကြီးကလည်းပြိုသွားတယ်အဲ့မှာဆိုလို့ရှိရင်34သိန်းကျော်အဲဒါပြင်မနာမှာပါရှင့်ပြင်မနာမှာပါ34သိန်းကျော်ပါเนาะအဲ့ဒါကြောင့်မြို့သူကဟိုဒီခုနှစ်အသားသမီးရဲ့စုပေါင်းအလှပါရှင့်ဘာဆိုမြို့သူတို့သိန်းနှိုက်အဲမြို့သူတို့မိသားစုကသိန်း100ကျော်ဖြစ်သွားတာပေါ့သိန်း100ကျော်မတည်ပြီးတော့အားလုံးပေါင်းပြီးတော့ အဲတိန်း948တိန်းခွဲပေါ့เนาะအဲ့ဒါလည်းလှူခဲ့ပါတယ်ပြီးတော့ငကားတောင်မှာဆိုလို့ရှိရင်လည်းထပ်ပြီးဝယ်မယ်မြေဧကတွေရှိရဲ့အဲ့မှာလည်းလှူခဲ့ပါတယ်ရှင့်ဒါဒဇန်တွင်းကတော့တောက်လျှောက်ကအလှူပဲမြို့သူငလင်ဖြစ်တဲ့ကမြို့သူဆိုင်ကလုံးဝပိတ်ထားတာဘာအလုံးမကို မလုတ်ဘဲနဲ့ကိုစိုင်ပိတ်ပြီးတော့တောက်လျှောက်အလှူတွေပဲလှူနေရအဲ့ကြောင့်မကလေးတွေပါကိုပါဟုတ်အကုန်လုံးတို့တောက်လျှောက်ပါကြတယ်ဟုတ်တို့တို့လည်းရတာပေါ့ရတယ်ရတယ်ပြီးတော့ကိုနားမှရှိနေသူတွေကိုလေမြေတော့တတ်နိုင်တယ်လို့ပေါ့နော်အဲ့လိုအတူတူကုသိုလ်လုပ်စေချင်တယ်အဲ့တော့အများအားအစိမ့်နိုင်ငံမှာဆိုရင်လည်းတို့ညဆိုလို့ရှိရင်ကိုနဲ့အတူတူဒါဖះရှိခိုးရတဲ့အဋိဌံဝင်ရတယ်ပလိစိတ်ရတယ်အဲ့ဒါတွေကတို့ညနဲ့အစိမ့်နိုင်ငံကိုနဲ့အတူတူလုပ်ရတာပေါ့နော်ပြီးတော့ကိုသွားတဲ့အလှူတွေကြောက်လည်းတို့တောက်လျှောက်ပါကြတာပေါ့ သည့်ဖြစ်ပါတယ်ကိုကအရှိရလှုပ်ချင်တယ်ဆိုပေမဲ့လည်းဘယ်လိုပြောမလဲပတ်မှုပေးအောင်မလဲเนาะဒါဆိုရင်သူကအခုဒီမှာဆိုရင်အဲဇလန်ဒရိတ်ဆိုလည်းမရိုက်တာကြပြီကိုပေါ့ကိုကိုအလုပ်လေးတော့တနိုင်လုပ်နေရဆိုပေမဲ့ကိုတခြားလှုပ်ချင်တဲ့ဟာမျိုးမှာလွယ်တာမှန်သမျှအမျိုးသားပဲအကုန်လုံးလှုပ်ပြရပါတော့เนาะပြီးတော့နှစ်ယောက်ဆိုလို့ရှိရင်တော့ဘာသာမတူဒါပေမဲ့အကိုကသူခရီးရန်ဘာသာမှာလည်းသူလှူတယ်မင်းသူလှုပ်ချင်တာမှန်သမျှလည်းအကုန်လှုပ်ပေးတယ်မနေ့ကဆိုလို့ရှိရင်မင်းသူတို့ကအဒီចောင်းဆောင်ကြီးပေါ့เนาะရွှေနန်းဆောင်ကိုပြန်ပြီးတော့ မတို့ဒါမတီးပြီးတော့ပြန်ဆောင်မယ်ဆိုတဲ့အချိန်မှာပနက်ရိုက်မယ်ဆိုတော့လည်းကိုကိုတိုင်းဝင်ပြောပနက်ရိုက်ပြီးတယ်ဟုတ်ကဲ့ဒါကတူအမိပြောရတာဟုတ်ကဲ့ရှင်ဟုတ်ဟုတ်ကဲ့မမ္မီပေးတာလဲကျေးဇူးများတင်ပါတယ်ကိုကမရိုက်တာလဲတော်တော်ကြာသွားပြီဆိုတော့လေဒါမဲ့ဟိုအခုရိုက်ထားဇန်လန်းတွဲလေးတော့လည်းရှိပါတယ်အဲ့ကြရင်လည်းပြန်လာခါကျရင်အားပေးစီတင်ပါတယ်ရှင်ဟုတ် 那时候。 လူလောကရရောက်လာပြီဆိုရင်လောကရန်တရား၈ပါလူတိုင်းကြုံရမှာပဲအဲ့အတွက်ကြောင့်မလို့ဒီလိုလောကရန်တရားတွေနဲ့ရင်ဆိုင်တဲ့ခါမှာကိုယ်အတိတ္တိလေးနဲ့ကိုယ့်ကိုယ်ကိုဟိုဘယ်လိုပြောမလဲစဉ်းကျင်နိုင်မှရမှာပေါ့နော်လူတိုင်းကတော့ထိခိုက်နာကျင်ကြရတဲ့ကိစ္စတွေပြီးတော့ပင်မစင်းရဲကြရတယ်ကမတူညီတဲ့လူတိုင်းမှာမတူညီတဲ့ဘဝဖြတ်သန်းမှုပုံစံနဲ့အဘဝအခက်အခဲရှိကြတာပေါ့နော်အဲ့တော့အခုဒါကလည်းလောကရန်တရား၈ပါတွေကကြုံလာတဲ့ခါမှာစဉ်းကျင်ခံနိုင်မှုတွေကိုတော့ခွန်အားပေးချင်ပါတယ်တကယ်ကိုရင်ဆိုင်ရတဲ့သူတွေအတွက်လည်းပင်မမယ်ဆိုတော့တော့သိပါဒါပေမဲ့အာတင်စာအာတင်ထားစ 自己很安全。